ဒီကမမများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ပေါ့နော်ပဲခူးတိုင်းဘိုးမြို့နယ်ထဲမှာပဲရှိတယ်ဒီကရင်ချံရွာလေးကိုကျွန်တော်တို့ရောက်ရှိနေတာဖြစ်ပါတယ်အဲဒီမှာကကျွန်တော်တို့ရောက်လာတဲ့အခါမှာအခုပေါ့နော်ကျွန်တော်တို့ ਨੇ အခုသစ်ဆုံးခွင့်ရခင်ပြင်ဆင်ပေးတဲ့ဆရာမကတော့ဆရာမသိမ့်လို့ခေါ်ပါတယ်ပေါ့နော်အဲဆရာမနဲ့သစ်ဆုံးတဲ့အခါမှာဆရာမရဲ့ပေါ့နော် အသက်တာပေါ့နော်ပြောင်းလဲလာတဲ့အရာလေးနဲ့ပေါ့နော်ဒီလူမျိုးပေါ့နော်အခုနောက်ကမြင်ရတဲ့မြင်ကွင်းလေးတိုင်းပဲပေါ့နော်ဒီအဲကရင်ချန်တင်ញိုင်းကိုဒီတုတ်တန်စရက်လေးမှာပေါ့နော်အာစရက်လေးရဲ့အနောက်မှာကျမရဲ့အိမ်လေးရှိပါတယ်ပေါ့နော်ဆီယမကအဲအမဒမသူဆန်းနေပေါ့နော်။ဘုရားသခင်ဆီယမကိုလှုပ်ခိုင်းတဲ့အရာပေါ့။အော် နဲ့အတူဆင်မရဲ့အသက်တာပေါ့နော်ပြောင်းလဲလာတဲ့အရာလေးနဲ့ဘုရားရှင်ရဲ့ခေါ်ခြင်းကိုပေါ့နော်ဆင်မဘယ်လိုမျိုးကြားခဲ့ရလဲအသက်တာမပြောင်းလဲခင်အချိန်နဲ့ပေါ့နော်အရင်ကဆင်မဘာတွေလုပ်ခဲ့လဲပေါ့နော်အခုရောလက်ရှိဘာတွေလုပ်ကြိုင်နေလဲဆိုတဲ့အရာလေးပေါ့နော်ကျွန်တော်တို့နေငယ်ပေါ့နော်ပြောပြရင်းနဲ့ဒီမှာမီဒီယာကိုကြည့်ရှုနေတဲ့ကျွန်တော်ရောက်ချင်းစီတိုင်းလဲခွန်အားယူစရာပေါ့နော်ဒီမှာစမ်းစာနောက်ပတ်တော့အဖြစ်ဒီဆောက်စရာလေးဆင်မပြောပြပါ နဲ့အားလုံးမင်္ဂလာပါလို့ကျွန်မနာမည်ကမဆာချီတိမ့်တိမ့်လို့ခေါ်ပါရယ်အဖေကတော့ဖလန်လိုက်ဆုံးချင်းဖြစ်ပြီးတော့အမေကတော့ဘုရားဘာသာနတ်စားကင်ဖြစ်ခဲ့ပါတယ်နောက်ပိုင်းမှာတော့အမေလည်းဖခင်ကိုရရှိပြီးသွားတဲ့အခါမှာတော့ခရိယန်ဖြစ်သွားတယ်ဒါပေမဲ့ကျမတို့မောင်နှမ၃ယောက်စလုံးမှာကျမမောင်နှမ၃ယောက်ရှိတဲ့ထဲမှာ၃ယောက်မှာ၂ယောက်ကတော့မိန်းကလေး၂ယောက်ကတော့ယုံကြည်သူစစ်စစ်တွေဖြစ်ပေမဲ့အမှုတော်ဆောင်လုပ်မယ်လို့တခါမှစဉ်းစားခဲ့ဘူးပေါ့နော် အဲကျွန်မကအရင်တုန်းကမနစ်တမလို့စစ်စေးရုံကဒင်900မှာတာဝန်ထမ်းဆောင်နေတဲ့တက်ချက်တီတောက်ဖတ်တယောက်ဖြစ်ပါတယ်လို့2022ခုနှစ်မှာကျွန်မမတော်တဆကားအက်ဆီဒန့်ဖြစ်ပြီးတဲ့အခါမှာညာဘက်မျက်စိဆုံးရှုံးသွားရတယ်အခုလက်ရှိတော့ဘယ်ဘက်မျက်စိရလဲတဝက်ပဲမြင်ရတယ်ဖခင်ရဲ့ခေါ်ခြင်းကကျွန်မအတွက်အရင်ပဲထူကြတဲ့အရာတစ်ခုကကျွန်မကောင်းနေတဲ့အချိန်မှတော့ကိုယ်တူနာပြုအလုံးနဲ့ ကွာလင်းနကိုအဆင်ပြေနေတဲ့အခါမှာဖေကအမှုတော်ဆောင်လုပ်ဖို့အတွက်ခေါ်တဲ့အခါတိုင်းကျွန်မညင်းခဲ့တာပေါ့နော်။ဒါပေမဲ့ကအစ်စတန်ဖြစ်ပြီးတဲ့အချိန်မှာကျတော့ဆရာဝန်ကကျွန်မကိုပြောတယ်။မင်းရဲ့မျက်စိကဖေကလွယ်လွယ်ကျန်တဲ့သူမတက်နိုင်တော့ဘူး။အလုံးစုံကမ်းပြီလို့ပြောတဲ့အချိန်မှာကျွန်မအယံဝတ်နေရတယ်။အဲ့တော့ကျွန်မကိုကိုွက်တဲ့ဖေကဘလောက်သက်ရှင်လဲဘလောက်ကြီးမြတ်တယ်ဆိုတဲ့အကြောင်းကိုကျွန်မသိတယ်။ဒါပေမဲ့တစ်ခါမှတော့မမြင်ဆန်းခဲ့ဘူး။ဖေက အဲ့လိုမျိုးပြောတဲ့အချိန်မှာပါတီမဲရဲ့ဒီကြမ်းချက်တွေဖြစ်ပျက်တွေကိုပဲတစ်ချိန်လုံးပြန်မြင်စေတော့အခါမှာကျွန်မဖေကိုတိတိကျကျစကားပြောတယ်ကိုရောတကယ်ပဲအသက်ရှင်နေကိုရောကသမီးကိုကိုရောရဲ့အမှုတော်ထဲမှာလှုပ်စေချင်တယ်ဆိုလို့ရှိရင်ဒီမျက်စိကိုပေးပြီးမြင်ပါလို့ပြောတာအဲ့ဒီအချိန်ကကျွန်မကသူများနဲ့မကူညီဘူးဆိုရင် ။ထမင်းလည်းမစားနိုင်ဘူးရှေ့လည်းမတောက်နိုင်ဘူး။ကိုယ့်ရဲ့တကွေးတန်ရှေ့လည်းမလုံနိုင်ဘူး။သူများကအဲ့လိုမျိုးဆိုလို့ဘာမှမမြင်ရဘူး။လင်းနာနဲ့မှောင်တာပဲမြင်ရတယ်။စမ်းပြီးသွားရတယ်။ဒီမှာအရန်ချစ်တဲ့သူနာပြုတ်အလုတ်ကိုလည်းကျွန်မမလုံနိုင်တော့ဘူး။ဘာမှမလုံနိုင်တဲ့အချိန်အရန်စိတ်ကြကြတဲ့အချိန်မှာဖခင်ကကျွန်မကိုစကားပြောတယ်။နင်းကလေးတွေကိုစတင်ပေးပါဆန်စကူတင်ပေးပါဆိုအရန်ထူကြတယ်ဘာလို့လဲဆိုတော့ကမ်းနေတဲ့အချိန်ကျမှဖခင်ကတင်ခိုင်းနေဆိုရင်ကိုရောကိုမေးတယ်ကျမဘယ်လိုတင်မလဲ ကဲနေတာကဲတော့မတင်ချင်ဘူးဆိုတော့ငါတက်နိုင်တာနေုံပါဘာဒီမဲလို့ပဲ तू ကမေးတယ်နင့်ကိုဘာလို့စီချင်လဲအဲ့လိုမေးတော့ကျမဒီမျက်စိပြောင်းပြင်ချင်တယ်အဲ့ဒီအချိန်မှာလင်းကလည်းဘာပြောမိလဲဆိုတော့အဲတဝက်လောက်လေးမြင်ရတော့ပါပြီကိုတော့လို့ပြောလိုက်တာကျမအခုဘယ်ဘက်မျက်စိတော့ကောက်ကောက်မြင်ရတယ်ညာဘက်ကတော့လုံးလုံးမမြင်အောင်ဒါပေမဲ့ဖះကလူအကောင်းပကတိအတိုင်းဖြစ်စေတဲ့အာမင် သူများအကိုကြီးယူစရာမလို့အခုဆိုရဲကိုပါကိုတယောက်တည်းသွားလာလှုပ်ရှားနိုင်တဲ့အဆင့်ထိဖြစ်တယ်။တကယ်တော့ခွဲခန်းထဲမှာ၈နာရီကြာပြီးတော့ကျွန်မခွဲပြီးတော့မှထွက်လာတဲ့အချိန်မှာကအသေးကောင်ဖြစ်ရမှာဖြစ်တယ်။ခွဲခန်းထဲမှာလုံးဝသတိလစ်သွားပြီ။မျက်စိခွဲလို့သတိလစ်တယ်ဆိုတာအင်တန်ရှားပေမဲ့ကျွန်မဒီဘယ်လိုပြောမလဲပြည်တွေနဲ့ရှိနေတော့လေဖုန်ဈေးမတိုးတဲ့အခါမှာအရန်နာလုံးလုံးရှော့ရပြီးတော့ဖြစ်သွားတာ။အဲ့ဒီအချိန်မှာဒီမျက်စိတလုံးလုံးကိုအရှင်လက်လက်ကလော်တော့တအားနာတော့ သတိလက်သွားတော့ဆရာဝန်ကဘာပြောလဲဆိုတော့ကျမကိုသိနိုင်ပြီသိနိုင်ပြီလို့ပြောတဲ့အချိန်မှာဖခင်ကကျမရဲ့ဘေးမှာယေရှုတကယ်ရောက်လာတယ်ကျမရဲ့လက်ကိုကင်ပြီးတော့ငါနောက်ကိုလိုက်ခဲ့ပါလို့ခေါ်တယ်အဲ့ဒီအချိန်မှာကျမပြန်ပြီးနိုးထလာတဲ့အချိန်မှာတခြင်းပေါ့နော်ကိုတော့တပုတ်ချီးမွမ်းတယ်အဲ့ဒါဝိညာဉ်တော်ဖခင်ယေရှုရောမှာဘယ်နာယောကမှမခံနိုင်ဝမ်းနေစရာလောကရာ ပါဆိုပါတခုမှမခံရနိုင်ဘူးအလုံးကခွဲကန်းတဲ့မှာကျမကိုအလုံးဆက်ပြီးဖြုတ်လိုက်ပြီးတေးပြီးဆိုပြီးတော့လုတ်တဲ့အချိန်မှာကျမကအဲ့တခြင်းကိုညီးပြီးတော့မှဆိုပြီးတော့ထလာတဲ့ချိန်ဆရာဝန်နဲ့အရန်အော်တဲ့ဖခင်ကလည်းကျမတို့တိကျတဲ့အဖြစ်တခုရတယ်တကယ်ပဲ၈နှစ်ပြီးသွားလို့ကျမခွဲကန်းနေရတဲ့ထွက်ပြေးတဲ့အချိန်မှာ ကရင်မွားလူကမတည့်ရလမ်းလျှောက်ပြီးထွက်လာတဲ့အပြင်ဒီအခုလက်ရှိမြင်ရတဲ့အမြင်အတိုင်းအရာအလုံးကိုမြင်ရတယ်။အဲ့ဒီအချိန်မှာပဲကျွန်မခွဲကန်းနေထွက်ပြီးတပတ်ကြာတဲ့အချိန်ကျွန်မဒီရွာလေးကိုပြန်ရောက်လာတယ်။ရောက်လာပြီးတော့တကယ်တော့ကျွန်မကအမျိုးသားနောက်ကိုလိုက်နေတာခလေးလေးနောက်ကိုလိုက်နေတာဖြစ်တယ်ဒီလိုဟိုလှုပ်ဒီလှုပ်ဖို့အတွက်မဟုတ်ဘူးပေါ့နော်။ဟုတ်ဆိုတော့လိုက်နေရင်တက်လာနေတော့ကျွန်မအမျိုးသားကိုပြပြတယ် ်ငါကလေးတွေကို Sunday school သင်ချင်တယ်ဆိုတော့ငါတို့ယွာကဗုဒ္ဓဘာသာယွာဖြစ်တယ်တယောက်မှခရိယန်ဆိုတာမရှိဘူးနေတယောက်ထဲဘယ်လိုလုပ်မှာလဲမသိဘူးငါလုပ်ရမယ်ငါတို့လည်းဖះငါကိုကျမ်းမာခြင်းပေးတယ်မျက်စိပြောင်းမြင်စေတယ်ဆိုတော့ငါလှုပ်ရမယ်လို့ပြောခြင်းကျွန်တော်ပထမဦးဆုံးစတာဒီ2023ခုနှစ်လေးလပိုင်း16ရက်နေ့ကစတယ်အဲစတော့လူက10ယောက်ပဲကျွန်မသမီးအမွာလေးအပါမ10ယောက်ပဲရှိတယ်ကျွန်မသိမလုတ်တက်ဘူးအဲနဲ့ ဒီလိုပဲစရင်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 တလက်နဲ့အဲတဖြည်းဖြည်းနဲ့ဖះကပို့ဆောင်ရင်ပို့ဆောင်ရင်လည်းဒီအခြေအနေလေးရောက်လာတယ်အခုဒီနေရာလေးဆိုလို့ရှိရင်ကျွန်မလည်းနေရာလေးတစ်ခုရှိခဲ့တဲ့သူယာရုလေးတစ်ခုရှိခဲ့တယ်လို့ဆိုတော့ဒီလိုတင်ချိုင်းကုန်းမှာပေါ့နော်အဲဘသူမှမရှိတဲ့နေရာလေးမှာကျွန်မနေဖို့ဆိုမှဖြစ်နိုင်ဝါအိမ်လေးဆောက်ပြီးတော့တယောက်ထဲနေဖို့ဆိုမှဖြစ်နိုင်ကျွန်မအမျိုးသားဆိုလို့ရှိရင်မလုပ်လဲဆိုတော့ဒီနေရာမှာနေလို့ကျွန်မကိုစွန့်ပစ်ခဲ့တယ် ကျမမွေးထားတဲ့တာသမီးကိုကျမကြည့်ခွင့်ရှိဘူးရခမကအပြောလဲဆိုတော့တင်ချိုက်ကုန်းမှာနေတာနင့်မတော်နဲ့နေနင့်ဖះကဘလောက်ကောင်းလို့နင့်အလောက်တော်နေလဲဆိုပြီးထားတယ်။ဒါပေမဲ့ဖះကအရန်ကောင်းရတယ်။ကျမကိုနေဖို့အတွက်အမို့ကလုံနေအိမ်လေးလည်းပေးတယ်။ကျမရဲ့အရင်တော့ကတော့ဟိုဝန်ထမ်းဘဝတော့ကကျမခံစားခဲ့ရတဲ့စိတ်စိတ်မျိုးတွေက ခဏတာယာယီဖြစ်ပေမဲ့အခုချိန်မှာရတယ်ကျမကောင်းကင်စီစဉ်နေအရန်များတဲ့အတွက်ကျေနပ်တယ်ကျမနေတိုင်းမှာဖီးယားကိုချီးမွမ်းနိုင်တယ်ကိုကိုွယ်နိုင်တယ်ဒီတဲလေးကလူအမြင်မှာတော့တဲလေးဖြစ်ပေမဲ့ကျမအတွက်တော့ကောင်းကင်မှာရှိတဲ့ရွှေပြည်ရွှေနန်းနဲ့စောက်ထားတဲ့အိမ်တစ်ခုလိုပဲကျမခံစားရတယ်မနေ့တိုင်းကျမဖီးယားကျေးဇူးတော်ချီးမွမ်းမယ်၃နာရီထားဖီးယားဆုတောင်းမယ်ရတယ်ကျမအဆောင်ရှောက်ဆုတောင်းမယ်ရတယ် ဲ့လိုနဲ့တိဆောက်လာတာအခုဆို၄လလောက်ရှိပြီပေါ့နော်အဲ့၄လလောက်ရှိတယ်ကျမတဖြည်းဖြည်းချင်းစီသွားရတယ်ကျမမှနောက်ခံ background လည်းမရှိဘူးကျမရဲ့လာတဲ့ဒီလဆာလေးနဲ့ပဲကျမဒီကလေးတွေကိုလည်းကျွေးမွေးပြုစုတယ်အထူးသဖြင့်ကျမရဲ့သားသမီးတွေကိုကျမမကြွေးမွေးရပေမဲ့လို့ Sunday school ကလေးလေးတွေကိုအပတ်စဉ်ကျမမြတ်တာနဲ့စိုက်ပျိုးနိုင်တယ်အဲသူတို့အတွက်လိုအပ်တာလေးတွေလုပ်ပေးနိုင်တယ်အဲ့လိုလေးနဲ့ပဲကျမသွားတယ်တချို့အပတ်တွေဆိုလည်း အဆင်မပြေတဲ့အပတ်လည်းရှိပါတယ်ဒါပေမဲ့လည်းဖခင်ကသူ့အလုပ်ကိုသူအရန်တောင်းဝယ်ယူပြီးလုပ်ပေးတယ်အခုဆိုလို့ရှိရင် Sunday school ကတင်မဲဆိုတော့ကျွန်တော်မိုးကလည်းယွာတဲ့ခါကျတော့အဆင်မပြေတော့ဒီစေးကလေးထဲမှာလာတင်ရတော့ကျွန်တော်ဖះဆူတောင်းနေကိုရောတလောက်ကြီးမြတ်တဲ့ဖះတလောက်ကောင်းလို့နဲ့ဖះကိုကျွန်မကအကောင်းဆုံးနဲ့ပူဆော်ခြင်းနဲ့နော်ကလေးတွေအကောင်းဆုံးနဲ့ကိုကွက်ခြင်းနဲ့လို့ပြောတဲ့အခါမှာဘုရားကနှလုံးသားအယံတည်တယ်ကျွန်မကိုအခုဆိုလို့ရှိရင် တမတ်တင်းလေးခင်းနိုင်ဖို့အတွက်အမိုးလေးလုံနိုင်ဖို့အတွက်ဘုရားဖြစ်ဖြစ်ချက်စီပို့ဆောင်ပေးတယ်တကယ်တော့ကျမမအရင်နှောင်းကလို့ပတ်စံရှာနိုင်တဲ့အင်အားရှိနေတဲ့အချိန်ယာရူးလေးရှိတဲ့အချိန်အောက်ကမြင်ရတဲ့အချိန်ဆိုရင်ဒီဥစ္စာကိုကျမသူစီကားမှာဘာမှ ညှော်လဲမှာမဟုတ်ဘူးကျွန်မကိုခွန်ကိုအားနဲ့လုပ်မှာဒါပေမဲ့အခုကျတော့ဖခင်ကအဲ့လိုမဟုတ်ဘူးเนาะကျွန်မရဲ့ဖြစ်ချင်းအားလုံးကိုချိုးဖဲ့ပြီးတော့မှငါတက်နိုင်လေငါစီမှာအလုံးစုံအနံပါအအတွေးမှာငါတော့ကိုလုံလုံလိုက်ပါငါရဲ့တနက်ချင်းကိုမကတ်တက်နဲ့ဆိုတဲ့စကားနေနဲ့ပြောတယ်ကျွန်မဆိုလို့ရှိရင်အမြင်နဲ့ပြောတယ်ဘာလဲဟေရှာကခန်းကြီး94အငယ်9နဲ့6မှာပါမစိုးရိမ်နဲ့တဲ့ ရှစ်ချောက်ချင်းရှိအောင်လူအနေနဲ့တော့ကျမလည်းကြောက်တက်ပါတယ်ဘာဖြစ်လို့တင်ချိုင်းကုန်းမာလာနေတာနော်တယောက်သေးဆိုညဘက်ဆိုရင်တချို့မိုးတွေရွာလေးတွေတိုက်တဲ့နေ့ဆိုကျမအယောင်ဝန်းနေတယ်ကျမတဲရတကားလေးရဆိုလေတိုက်တုံးကဆိုလွင့်ပြီးပါသွားတာကျမတကားမရှိဘဲနဲ့နှစ်ရက်တည်တည်နေခဲ့ရတယ်လေတွေတိုက်မိုးတွေရွာတယ်ကျမရဲ့ကတိအိမ်အောက်ထဲမှာဆိုရေတွေထဲမှာနော်ငါးတွေဖားတွေမွေတွေဝင်သွားတယ်ကျမထိုင်ကြည့်နေကတိဘောကနေဒါပေမဲ့ သေမင်းရအရေးဆိုတဲ့အတိုင်းပဲအဲ့ဒီအရေးကကျမကိုဘာမှမထိခိုက်စေဘူးဒီတော့အစစ်ရှိတဲ့တော်ဝါတွေဒီလိုဥစ္စာတွေကကျမကိုဖရားရဲ့မဆာချင်းပို့ပြီးတိတာစီတယ်ဖရားရဲ့လက်တော်ပို့ပြီးတိတာစီတယ်အခုလက်ရှိအနေထားမှာကျမအရန်ကျင်နေတယ်ဘာလို့ဒီထက်ပို့ပြီးတော့ဖရားကိုချစ်လို့ရမယ်ဆိုရင်ကျမချစ်အောင်မယ်ဒီထက်ပို့ပြီးတော့ချစ်လို့ရတဲ့နီလာနဲ့ရှိတယ်ဆိုရင်ချစ်အောင်အခုဆိုရင်ဘုဒ္ဓဘာသာပဲရှိတဲ့နေရာမှာဒီတရားလုံးမှာ ယေရှုနဲ့ပတ်သက်တဲ့ကတိချက်သတင်းကောင်းတွေကျွန်မမလုံနိုင်ရင်တောင်မှဟိုပေါ့နော်လုံနိုင်မဲ့သူတွေဆရာမတို့အဖင်ကျွန်မတည်အောင်လုပ်နိုင်တယ်နောက်ပြီးခလေးတွေကိုလည်းကျွန်မအများကြီးပြုစုနိုင်တယ်နီလာများစွာနဲ့ပြပြနိုင်တယ်ကျွန်မအတွက်ဒီမှာရှိနေတဲ့လူတွေကဘာဖြစ်လဲကျွန်မစားဆရာဖြစ်တယ်เนาะဒါညစ်စစ်စားဖို့ဖြစ်တယ်အဲ့ဒီအတွက်ဘုရားရဲ့အကြီးမြတ်ခြင်းကအကန့်အသတ်မရှိဘူးဘုရားဆက်ပြီးတော့ဘုရားနိုင်ငံထဲမှာကျွန်မကိုပယ်နေရာ၃၃ ျမအတုံးခံမှာဖြစ်တယ်။ဒီနေ့ဖေယားကနေ့အင်တာတွားဆေးပြောရင်ကျမဆေးမှာဖြစ်တယ်။နေ့ဒီတင်ချိုင်းကုန်းနဲ့အုတ်ကူပေါ်မှာပဲတက်နေဆိုလဲကျမနေမှာဖြစ်တယ်။ဒါပေမဲ့ဖေယားကနှလုံးသားတိတဲ့အခါမှာသူ့ဘာသာသူတခုချင်းစီပြစင်ပေးတယ်။ဒီအရာလေးကိုကြည့်လိုက်တဲ့အချိန်မှာကျမရဲ့အသက်တာနောက်ပြန်လှည့်ကြည့်တဲ့အချိန်မှာတစ်ချိန်လုံးကဖေယားပေးခဲ့တဲ့ကောင်းကြီးနဲ့အခုကောင်းကြီးနဲ့လဲမလားလို့မေးကျမဒီဘဝမလဲတော့ဘူး။ ်အာမင်အဲ့တော့ဒီရောက်ကိုချစ်တယ်ဆိုတဲ့ကြောင့်ကိုတတိခံချင်ပါတယ်လို့ဟုတ်ကဲ့ပါဆရာမနောက်တစ်ခုပါလေးကျွန်တော်တို့ပေါ့နော်အာဒီရွာလေးကိုလာတဲ့အခါမှာဒီရွာဒီရွာသားတွေပြောတဲ့အရာလေးကျွန်တော်တို့ကြားထားတာရှိတယ်ပေါ့နော်ဆရာမဒီကိုဗစ်ကာလမှာပေါ့နော်ဆရာမကဒီရောက်မှာရှိတဲ့သူတွေတယောက်မှမသိဘူးပေါ့နော်ဆရာမကတရားကိုလည်းဆူတောင်းတယ်ဆေးလည်းကုပေးတယ်ဆိုတာလေးလည်းကြားရတယ်ပေါ့နော်အဲ့အရာလေးကိုလည်းဆရာမငငယ်တက်တည်ခံပေးပါအောင်လို့ဟုတ်ဒါလည်းဖရာရဲ့ကျေးဇူးတော်က ကြိုရောက်နေတာဖြစ်တဲ့ဖရာရဲ့အကြံစီပေါ့နော် ကျမဒီအမှုတော်ဆောင်မလုပ်ခင်မှာဒီကလေးသာသနာမလုပ်ခင်မှာကိုဗစ်ကာလမှာကျမဒီရွာရောက်လာတော့အထူးသဖြင့်ကျမရဲ့ရောက်ခမကအရင်စပြီးကိုဗစ်ဖြစ်တာဖြစ်တယ်အဲ့တော့ကိုဗစ်ဖြစ်တဲ့အခါကျတော့အဲကိုကတော့ကိုတက်တဲ့ပညာနဲ့ပေါ့နော်ဆေးပညာနဲ့လုပ်ပြီးတာကျမမှအများကြီးမရှိဘူး reps me စီပါတော့ဘာလို့လို့ဆေးမျိုးတွေမရှိဘူးကျမစီမှာရှိတာဒီစတိယာဆုံးလို့ဆေးမျိုး CS1 လို့ဆေးမျိုးပဲရှိတယ် အဲ့ဒါကိုကျွန်မဘာနဲ့ပဲထိုးပေးလဲလို့မေးတဆာနဲ့ပဲထိုးပေးဆာနဲ့အဲတော်တော်များများတော့သိမှာပါ CS1 နဲ့တဆာနဲ့ကဒါအသက်ရှင်စရာကိုဗစ်ကိုတိုက်နိုင်စောဒါပေမဲ့ဖရားရဲ့ဂျေဇူရောကြောင့်ကျွန်မကကိုဗစ်ဖြစ်တဲ့လူတိုင်းကိုဆဆာနဲ့လို့တာအဲ့ဒါလည်းဖရားပေးတဲ့ညံပဲဖြစ်တယ်ဖရားကသူကျွန်မရဲ့လက်ကိုတုံးပြီးတော့သူ့ရဲ့ဘုံထင်ရှားစေဖို့ဖြစ်တဲ့အတွက်ဂျေဇူရောကြောင့်ဒီဂရင်းချန်ရွာစိုင်းဒီတောင်သူစု နောက်ပြီးရင်အဲဒီကြိုက်ပဒန်းတို့နော်အဲ့ဒီဘက်ကလူတွေအများကြီးဒီအနည်းပေါ့မှာရှိတဲ့လူတွေအလေးအောင်တွေရှိတဲ့လူတွေဆိုရင်အကုန်လုံးလာကုကြတယ်ဒီအောင်မမတည်ဘူးကျမအရန်အော်တယ်ဒါမဲ့ကျမတက်နိုင်လို့မဟုတ်ဖခါကအဲ့ဒီတဲကလုပ်ပေးထားတဲ့အတွက်အခုဒီရွာလေးမှာဆိုရင်ကျမကတိချင်းနဲ့ပတ်သက်တာလုပ်မလား no charm စစ်စစ်နေလုပ်မလားဘာလုပ်လို့အားလုံးကအဲသူတို့အသက်မသိခဲ့တဲ့အတွက် ဒီဖះကိုကျမထဲကနေမြင်ရတာပေါ့နော်ကျမတော်လို့တက်လို့မဟုတ်ဘူးသူတို့ကအမြင်ကပြပြတယ်ကျမအဲ့ဒီအရာတိတကယ်တော့ရိုးရိုးတမန်ဆေးပဲဖြစ်တယ်ဖះရဲ့ဘုံ ဆူတောင်းချစ်အပြင်တော့ဒါအခုဆိုရရှင်တယောက်ယောက်ကိုဆေးထိုးပေးမယ်ဆိုရင်တော့မသူတို့ကဘာပြောဆမဆူတောင်းအောင်နော်အဲဆေးတမထိုးခိုင်းမှုဆမဆူတောင်းအောင်နော်ဘာလို့ဆိုသူတို့တည်တယ်လေကျမမျက်စိနှစ်ဖက်စလုံးကမ်းသွားတာဆိုတော့ဒီဖယားမှာကျမကိုပေးမမြင်သူတို့အကြောသုံးလေးချက်ဖြစ်တော့မယ်ဆိုတော့ဖယားဆူတောင်းမှကျမကအကြောဆေးကိုထိုးရင်တစ်ချက်ထဲထိုးနိုင်တာဖြစ်တဲ့အတွက်သူတို့ကဘာပြောလဲဆိုဖယားဆူတောင်းအောင်နော်ဆိုကျမရဲ့ဒီဆေး နဲ့ပတ်သက်ပြီးကုသပေးတဲ့အခါမှာပဲဖြစ်ဖြစ်ခလေးမွေးပေးတဲ့အခါမှာပဲဖြစ်ဖြစ်တို့ကဖះကိုဆူတောင်းမှာဖះကိုဆူတောင်းမှာဆိုတော့မယုံကြည်သူတွေကြားထဲမှာတော့ဒါလေးကအမှတ်သားလေးတစ်ခုဖြစ်လာတယ်ပေါ့နော်အဲဖះကိုစာငတ်လာတယ်အမေရမယ်ကျေးဇူးတော်ချီးမွမ်းစရာပဲเนาะဒါကဘုရားသခင်ကဟိုကျမတို့ကိုစီရင်တတ်တဲ့ဉာဏ်ပညာเนาะစီရင်တတ်တဲ့ဉာဏ်ပညာကိုဘုရားသခင်ကကျမတို့ပေးထားတဲ့အခါမှာအဲသူများရဲ့လေဒီစေးတွေပဲကျမတို့တုံးတာပဲဟုတ်တယ်သူ့ပေမဲ့ တက်တည်ဆုံးရတဲ့သူတွေအများကြီးပဲကျွန်တော်တို့ပတ်ဝန်းကျင်မှာလဲပေါ့နော်သို့ပေမဲ့ဆီယမလေဒီစီကိုတုံးတာပဲသူသူစန်းနာကအရာခင်ကဆီယမရဲ့အသက်တာထဲမှာနမိတ်လက္ခဏာပြုကျင်တဲ့အခါကြတော့နော်နမိတ်လက္ခဏာအကြီးအကြီးရွာပေါင်း၄ငါးရွာမှာတယောက်မှမတည်ဆုံးရတဲ့အခွင့်ကိုနော်ဆီယမကိုတုံးပြုကျင်အပြင်ဖျားခင်ကလှုပ်သွားတာဖြစ်တယ်ပေါ့နော်ဖြစ်စလို့ချီးမွမ်းပါတယ်ဆီယမပေါ့နော်ခုပေါ့နော်မီဒီယာမှာကြည့်တဲ့သူတွေကိုဆီယမဗာမင်းပြောချင်သေးတယ်ပေါ့နော် ဖရာကရန်ကြီးမြလုံးနဲ့ဖရာတက်နိုင်ခြင်းကိုမကတ်တတ်လို့လေဖရာကမစိုးရိမ်နဲ့လို့ကျမတို့နှုတ်ကပတ်တော်ထဲမှာ365ချိန်နောက်ပြောထားတာနေ့တိုင်းမစိုးရိမ်ဖို့ဖြစ်တယ်။ဒါနဲ့တတားစိုးရိမ်ခြင်းရှိတဲ့များအားလုံးကိုဖရာရှိမှချပြီးရိုးရိုးလေးပဲဖရာကိုချစ်နိုင်တော့ချစ်တယ်ဆိုရင်အတ္တတာကအများကြီးအများကြီးဖရာနဲ့ပုံပြီးဆက်ပြီးတော့တာဝေကောင်းတဲ့ဘဝတွေကိုရရှိမယ်ဆိုတာဟုတ်ပေါ့ကျမကသက်သေပဲဖြစ်တယ်။ နောက်ထပ်ကျမချင်းရဲ့အရှင်ဖြစ်ကြောင်းကကျမကတသက်ပဲရှိပါ့မယ်။တာ၍တာ၍နော်။ဘုရားခင်ကကျမတို့တွေကိုအဲယေရှုခရစ်ရဲ့တသက်ခံနေလို့ပြောတဲ့အခါမှာနော်ဆရာအမလည်းဘုရားခင်ရဲ့ကောင်းမြတ်ခြင်းကိုတာ၍တာ၍တသက်ခံနိုင်ပါစေ။တာ၍ကြီးမြတ်တဲ့တသက်တွေကိုလည်းဘုရားခင်ကကျမရဲ့တသက်တာထဲမှာမှုတည်ပြုပါစေ။အာမင်။အာမင်။